ော်ဒီတည့်တာဗီဒီယိုလေးကိုတော့နည်းနည်းစောစောရလိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်လေးချောင်းနာနေတော့အဲ့ဒါကဒီဗီဒီယိုလေးမှာကျွန်တော်ရဲ့အတန်လီယန်နည်းလီမရှင်းမလီမပြတ်တာဖြစ်နေနားလည်ပေးကြဖို့ကျွန်တော်မေတ္တာရခံခြင်းပါလေကျွန်တော်လေးလေချောင်းတကယ်နားနေရပတ်တကမှာတိတ်ပြီးတော့အရင်ကတော့အတန်ကြက်ကြဲနဲ့ကျွန်တော်မပြောနိုင်ဘူးပေါ့နော်အဲ့လိုမျိုးခုတော့မှကျွန်တော်မနေ့ဖြစ်ညင်ပြီးပြောနေရပါတော့အဲ့ဒါပြတ္တကာမှာကျွန်တော်တို့လက်ရှိ ဒီနေ့ပေါ့နော်ဒီဗီဒီယိုလေးမှာကျွန်တော်တို့ဒီနေ့ဂျွန်လ20ရက်နေ့တောက်ကြနေတဲ့အတာအတွက်ဖြစ်ပြလာနိုင်တဲ့ကမ္ဘာရွှေ့စည်းနေတာကိုကျွန်တော်တုံးသက်ပြပေးသွားမှာဖြစ်ပါတယ်။လက်ရှိကမ္ဘာရွှေ့စည်းကတော့ဈေးအကျအားတာနေပေါ့နော်။အဲဈေးအကျအားတာနေတဲ့ဒီနေ့ကမ္ဘာရွှေ့စည်းဈေးအကျဆက်အားတာမလားဈေးအသက်ပြောင်းနိုင်မလားဆိုတာကိုတော့ကျွန်တော်တို့အရင်ဦးဆုံးပေါ့နော်ကမ္ဘာရွှေ့ရဲ့ချက်ကိုကြည့်ပြီးတော့တုံးသက်ကြည့်လိုက်အောင်ပေါ့နော်။ဒါလေးကတော့ကျွန်တော်ကမ္ဘာရွှေ့ရဲ့ဈေးအသက်ချက်ကိုကျွန်တော်တို့အချိန်တ တရက်တာအနေထားနဲ့ကြည့်နေခြင်းဖြစ်ပါတယ်ဒီအတော်လင်းတုံးကကဘာကျွေးစီရဲ့တရက်တာဈေးအနေထားကိုကိုးစားပြုပါတယ်ကျွန်တော်တို့အမေရိကန်ဘန်တိုးစုပ်ပကြထွက်ခဲ့တဲ့ဘရုံးနေရလဲဈေးအကြပြခဲ့တဲ့တရက်တာအနေထားရပြီးတော့နောက်ဆုံးပြကျွန်တော်တို့မနေ့ပြန်ပေါ့နော်ဟောပစုံမနေ့ရမနေ့ရကျွန်တော်တို့အမေရိကန်နိုင်ငံရဲ့အားလျက်ဖြစ်ပြီးတော့အမေရိကန်ဈေးကွက်ပိတ်ခဲ့တဲ့ကျနော်ရင်းနေ့ကျွန်တော်တို့ဂျွန်လ16ရက်နေ့တောင်မှကမ္ဘာရွှေစီးရကျွန်တော်တို့တည့်ရတာနေသားမှာဈေးအကြခက်ပါပါနဲ့ပိတ်သွားခဲ့တယ်ခင်ဗျ။ နေ့ကဆိုရင်ကျွန်တော်ကဈေးဆွဲတင်ခြင်းဆွဲတင်လို့ရတယ်ဒါပေမဲ့ဈေးကဆွဲမတင်နိုင်ပြင်ကျွန်တော်နေ့လည်းကင်းမနေ့တော့ပေါ့နေ့လည်းကင်းဥရောပဈေးွက်ချိန်မှာဈေးကဆွဲတောင်ချသွားသေးတယ်တုံးတုံးလေးခုလောက်ဒီကြပြီးတော့ကျွန်တော်တို့တရက်တာအပိစေးရမှာကျွန်တော်တို့အဲဒီအဖွင့်စည်းနာအောက်ပေါ့အောက်ဘက်ပေါ့နော်ခပ်ပါပါနဲ့အကြအားခပ်ပါပါနဲ့ကျွန်တော်ပိတ်သွားခဲ့တဲ့အနေထားကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒီနေထားကိုကြည့်ခြင်းအပြင်လက်ရှိကမ္ဘာရွှေစည်းရနိပညာပညာစည်းအကြအားတာနေတယ်ဆိုတာကိုတော့ကျွန်တော်တို့ရေတို့ပေါ့နော်ရေတို့စည်းအကြအားတာနေရဲဆိုတာကိုတော့ကျွန်တော်တို့ယုံမားတန်စင်တန်တရာရှိစရာမလိုဘူးခင်ဗျာ ဲ့ဒါပြတဲ့ခါမှာကျွန်တော်ရှင်းပါတယ်ဂျီတိုဇီအကြအာသာနေနေထားမှာကျွန်တော်တို့ကပ္ပရွှေကိုကျွန်တော်ဘာလို့တင်လဲဈေးတက်တိုင်းအမြင်ဈေးမှာလိုက်ရောင်းတင်ပါတယ်ဟုတ်ပြီအဲဆိုရင်ဘယ်ဈေးနေမှာကျွန်တော်ရောင်းတင်လဲဆိုတာကိုကျွန်တော်ကပ္ပရွှေရဲ့ဈေးအတကြချက်ကိုအချိန်တနားအတိုင်းတာနဲ့ကျွန်တော်ပြောင်းကြည့်ပြီးတော့ကျွန်တော်တို့အာတုံ့တက်ကြည့်လိုက်ပါဦးနော်ဘယ်ဈေးနေလေးမှာရောင်းတင်လဲကျွန်တော်တို့ရောင်းတင်တဲ့ဈေးရလေးတွေပေါ့နော်ဟုတ်ပြအပြတကမှာကျွန်တော်တို့ကမှန်တဲ့ဈေးကြတာမှန်တဲ့လက်ရှိဈေးမှာကိုရောင်းလို့မရဘူးလားရတယ်ဒါပေမဲ့လက်ရှိဈေးကကျွန်တော်ဈေးနှိမ့်နေတယ် အခမ်းမတင်တော့ကမ္ဘာရွှေစီကဈေးပြန်ဆွဲတင်သွားရင်ကျွန်တော်တို့က risk များနိုင်တယ်ခင်ဗျအဲ့ဖက်ကကျွန်တော်ဈေးကျနိုင်တယ်ဟုတ်တယ်ဈေးကျနိုင်တယ်ဆိုရင်ကိုကဘယ်ဈေးတီကိုအမြင်ရအမြင်ဆုံးပြန်တက်နိုင်ခြေရှိလက်အမြင်ဆုံးပြန်တက်နိုင်ခြေရှိရပါတော့အဲ့အမြင်ဆုံးပြန်တက်နိုင်ခြေရှိတဲ့ဈေးတန်းကိုကိုကတုံးတက်ပြီးတော့အဲ့ဈေးတန်းရောက်မှကိုကရောင်းတင်ပါအဲ့လိုပဲကိုကဈေးတက်နိုင်ခြေရှိရမလားသူ့ရဲ့ဈေးရန်နဲ့ကောက်မဝင်တဲ့ခင်ဗျ ကျွန်တော်ဘယ်ဈေးတည်အနေဆုံးပြန်ကြနိုင်ရည်ရှိတယ်အနေဆုံးပြန်ကြနိုင်ရည်ရှိတဲ့ဈေးတန်းကိုကျွန်တော်ကတုံးသက်ပြီးတော့အဲဈေးတန်းရောင်းရင်ပြန်ဝင်အပ္ပကကျွန်တော်ကအခုဒီနေ့ဈေးကြနိုင်တယ်မှန်တယ်ဒါပေမဲ့ရောက်တဲ့ဈေးတန်းကနေကောက်ရောင်းတာနဲ့စရင်ပြန်တက်နိုင်ရည်ရှိတဲ့ဈေးတန်းတွေကိုတုံးသက်ပြီးအဲဈေးကနေမှလိုက်ရောင်းတာမျိုးအားကျွန်တော်တို့အနည်းငယ်ကင်းနိုင်ပါတယ် risk ပိုနည်းနိုင်ပါတယ်ဟုတ်ပြီအပ္ပကကျွန်တော်တို့အနည်းဆုံးအနေနဲ့ဘယ်ဈေးတန်းနေကျွန်တော်ရှိမလဲလို့မြင်မယ်ဆိုရင်ဒီ3365ဈေးတန်းရှိမှာခင်ဗျ3365ဈေးတန်းကိုဈေးပြန်တန်းရင်ကျွန်တော်တို့ကဘာရွှေကိုကျွန်တော်တို့ အနည်းဆုံးအနေနဲ့ပေါ့နော်ရောင်းလို့ရပါတယ်ကျွန်တော်နည်းနည်းပြီးတော့ဈေးနှိမ်ပေးမယ် risk တော့နည်းနည်းပို့ယူရနိုင်ပေးမယ်3365ဈေးနှိမ်ကတော့အနည်းဆုံးရောင်းတင်တဲ့ဈေးနှိမ်ဆုံးဖြစ်ပါတယ်အရှုံးပိုင်းဈေးနှိမ်3380အထက်လောက်ပေးပါအမြတ်ပိုင်းဈေးနှိမ်ကတော့ကျွန်တော်ဒီနေ့ကဘာရွှေဈေးကိုလည်းကျွန်တော်3330လောက်ထိအနည်းဆုံးကျမယ်လို့မှန်းထားပါတယ်ခင်ဗျာ3330လောက်ထိအနည်းဆုံးကျမယ်လို့မှန်းထားတာဖြစ်တာဖြစ်တဲ့ခါမှာကျွန်တော်ကတော့ဒီနေ့အမြတ်ပိုင်းဈေးနှိမ်ကိုတော့3330အထိကျွန်တော်ယူပါမယ် ဖောက်ပြီးဒါတော့3369ပါနော်တကယ်လို့3369အပေါ်ဖောက်တက်ပြီးဈေးကဆက်တက်သွားတယ်ဆိုရင်တော့ကျွန်တော်တို့နောက်ထပ်ရောင်းအောင်စီတန်းဆုံးအောင်နော်3395ဖြစ်ပါတယ်3395ဈေးနှုန်းမှာကျွန်တော်ရောင်းလို့ရပါတယ်အရှုံးပိုင်းဈေးနှုန်း3380အထက်လောက်ပေးပါအမြတ်ပိုင်းဈေးနှုန်းကိုတော့ကျွန်တော်ခုနပြောတဲ့အတိုင်းပဲ3330လောက်ထိယူလို့ရပါတယ်ဟုတ်ပြီ3395အထက်လဲဈေးကဆက်ဖောက်တက်သွားဆိုတော့နောက်ဆုံးရောင်းတင်တဲ့ဈေးနှုန်းကတော့ကျွန်တော်တို့ဒီကြာ3383ဈေးနှုန်းဆုံး 3383နဲ့ဗျာကျွန်တော်ဒီဈေးတန်းစုံအနေနဲ့ကျွန်တော်ပြောလိုက်မယ်3383နဲ့3388ကြားဈေးတန်းစုံကတော့ဒီနေ့အတွက်နောက်ဆုံးရောင်းတင်တဲ့ဈေးတန်းစုံဖြစ်ပါတယ်အဲဈေးတန်းစုံမှာကျွန်တော်တို့ရဲရဲရောင်းလို့ရပါတယ်အရှုံးပိုင်းဈေးတန်းကိုကျွန်တော်3395အထက်လောက်ပေးပါအမြတ်ပိုင်းဈေးတန်းကိုအမြတ်ပိုင်းဈေးတန်းကိုတော့ကျွန်တော်ပြောတဲ့အတိုင်း3330လောက်ထိကျွန်တော်တို့ target ထားလို့ရပါတယ်အဲ့ဖက်ကကျွန်တော်ဒီနေ့ဈေးအကြအားတာမယ်လို့တုံးသက်ထားတာမို့ကျွန်တော်တော့အယောင်းကိုပို့ပြီးသဘောတွေ့ပါတယ်အယောင်းကိုပို့ပြီးတော့ဦးစားပေးခြင်းပါတယ်ခင်ဗျ အဝယ်သွက်ဆိုရင်ပေါ့နော်အဝယ်သွက်ဆိုရင်တော့ကျွန်တော်ဘယ်ချိန်မှဘယ်အောင်ကျွန်တော်စဉ်းစားမလို့ဆိုလက်ရှိကမ္ဘာရွှေဈေးတက်ပေါ့နော်ဈေးတက်ဖို့အဓိကအဟန္တာဈေးတန်းဘယ်လောက်ဖြစ်နေလဲလို့မျိုးဆိုကျွန်တော်နည်းနည်းလေးခြုံကြည့်လိုက်ပေါ့နော်ဈေးတက်ဖို့အဓိကအဟန္တာဈေးတန်းကကျွန်တော်တို့ဒီဈေးတန်းဆုံးဖြစ်နေပေါ့နော်ကျွန်တော်တို့အာဒီ3400ငါပေါ့ဗျာ3400ဈေးတန်းဆုံးဖြစ်နေအဲ့ဒါပတ်သက်ကမှာအဲ့3400ဈေးတန်းအထက်မှာဒီနေ့တနေ့တာတွင်ကမ္ဘာရွှေဈေး အချိန်တနာရီအတိုင်းအတာဘေးစင်းနဲ့ဖောက်တက်ပြီးဈေးပိတ်သွားတယ်ဆိုရင်ကဘာရွှေဦးကျွန်တော်တို့ဝယ်လို့ရပါတယ်ခင်ဗျ 3400 3430 3440ဈေးတက်နိုင်ပါတယ်အဲ့လိုလောက်အမြတ်ပိုင်းဈေးတန်းယူပါအရှုံးပိုင်းဈေးတန်းကတော့3400အလောက်မှာပေးပါအော်ဒီနေရာမှာကျွန်တော်အယောင်းတစ်ခုကြံခဲ့တာတကယ်လို့ဒီကပ္ပရွှေစရာပြတောက်လျှောက်တောက်လျှောက်ဈေးဆွဲတင်သွားပြီးတော့3400 9နိုင်ရောက်တယ်ဆိုရင်3400 9ဈေးတက်ပြီးတော့3400 9အထက်ဈေးမဖောက်နိုင်ဘူးဆိုရင်3400 9ဈေးတန်းနာမှာဤပညာပိုင်းရအတိပြုချက်ဆောင်ပြီးတော့ကျွန်တော်တို့ရဲရဲပြန်ရောင်းလို့ရပါတယ် အမြတ်ပိုင်းဈေးတန်းကိုကျွန်တော်ခုနပြောတဲ့ပိုင်း3330လောက်ဒီယူလို့ရတယ်အရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်တို့3430အထက်လောက်မှာပြီးပါခင်ဗျဟုတ်ကဲ့ကျွန်တော်ဒါဆိုကျွန်တော်အဝယ်3450ဖောက်တက်သွားရင်ဝယ်လို့ရတယ်အချိန်တနိုင်အတိုင်းတာပေးစေကျွန်တော်မားကတ်က H1 pool canvas နဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်ဝယ်လို့ရတယ်3450နာအဝမဖောက်နိုင်ဘူးဆိုရင်3450နာမှာရဲရဲရောင်းလို့ရတယ်ဟုတ်ပြီအဝယ်ဆိုကျွန်တော်အဲ့ဒီတက်စဉ်းစားမယ်အာတကယ်လို့အောက်ကိုထိုးကြသွားရင်အောက်ကိုထိုးကြသွားရင်တော့ကျွန်တော်ကဘယ်ဈေးရောက်မှဝယ်ဖို့ စဉ်းစားရဆိုဒါမဲ့တခုချီအောင်ကျွန်တော်ဒီနေ့အတွက်အဝယ်တော့ကျွန်တော်တိတ်မကြိုက်ဘူးဗျဘယ်စီးရအောင်မှဝယ်ဖို့ကျွန်တော်တို့စဉ်းစားနိုင်လဲလို့မိမဲ့ဆိုရင်ကျွန်တော်တို့ဒီစီးရမ်းပေါ့ဗျကျွန်တော်တို့3320နာဝင်ချင်မှာကဘာယူပြန်ဝယ်ဖို့စဉ်းစဉ်းစားလို့ရကြ3320နာဝင်ချင်မှာဤပညာပိုင်းရအတီးဘူးချက်ဆောင်ပြီးတော့ရီဒိုလေးပြန်ဝယ်လို့ရနိုင်ပါလေကျွန်တော်3340 3345လောက်ထိအမြတ်ပိုင်းစီးရမ်းယူလို့ရပါတယ်အရှုံးပိုင်းစီးရမ်းကတော့ကျွန်တော်3315အောက်လောက်မှာပေးပါခင်ဗျဒါလေးအောင်ကျွန်တော်တို့ နိပညာပိုင်းကရောင်းတင်ဝယ်တင်တဲ့ဈေးနှုန်းတွေဖြစ်ပါတယ်ကျွန်တော်အရောင်းအတွက်ကဈေးနှုန်းဆောင်က3365 3305 3383 3388နဲ့3388ပြီးရင်အပေါ်က3405အဲ့အရာဒီမှာကျွန်တော်အရောင်းကြိုက်တယ်အဝယ်အတွက်ကတော့3405အထက်မှာအချင်းတနားရီတိုင်းတာနဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်လိုက်ဝဲဒါမှမဟုတ်3320နာဈေးကျလို့အဲ့3320နာမှာနိပညာပိုင်းကအတီးပူချက်ဆောင်ပြီးပြန်ဝယ်ဒါမှကျွန်တော်အမြင်ရဆိုကျွန်တော်ဒီနေ့အတွက်အယောင်ပို့ပြီးတော့ဦးစားပေးစေချင်ပါနဲ့ဈေးအကျအားသာနိုင်တဲ့လို့တုံသက်ထားလို့ပါခင်ဗျပြီးတော့လေဒီနေ့ တပတ်တာအပိစီပေါ့တောက်ကြနေတပတ်တာအပိစီတာဘဲအောက်ပိတ်ခရင်စီအကြဆက်အာတနိုင်နေမြေမှာဆိုဒီနေ့တပတ်တာအပိစီတာတကယ်3 3လ5အောက်မှာဈေးပိတ်ခဲ့မယ်ဆိုရင်ဒီဘာရွှေစီကျွန်တော်တို့တပတ်တာနေထားရဈေးအကြဆက်အာတနိုင်မှာခင်ဗျကျွန်တော်ဒီမှာတပတ်တာလမ်းကြည့်လိုက်အောင်နော်ဒီနေ့တပတ်တာအပိစီကျွန်တော်တို့3 3လ5ဆိုတဲ့ဈေးတန်းအောက်ပေါ့နော်အဲ့3 3လ5ဈေးတန်းအောက်မှာဒါကျွန်တော်တပတ်တာဈေးပိတ်ခဲ့ရင် နီးပညာပိုင်းကကျွန်တော်တို့ဈေးအကျနောက်အပတ်ဒီမှာပြန်လာနိုင်ပါတယ်။စန့်ကျင်ဘက်နေတယ်မလို့ဒီနေ့တပတ်တာအပိတ်ဈေးတာကျွန်တော်တို့ဘယ်ပေါ်ပိတ်ခန့်ရဆို33 90အထက်မှာဈေးပြန်ပိတ်ခဲ့နိုင်ခဲ့နိုင်နေဆိုရင်ပေါ့နော်။နောက်တစ်ပတ်ဒီမှာကပ္ပရွှေဈေးဈေးနီးပညာပိုင်းကဈေးအတက်ပြန်လာနိုင်တော့မှာပဲခင်ဗျ။အဲ့ဒါပဲကဒီနေ့တပတ်တာပိတ်ဈေးဘယ်မှာပိတ်မလဲပေါ့နော်။33 90အထက်မှာပြန်ပိတ်နိုင်မလား။အောက်က3355အောက်မှာ ပိတ်နိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်လက်ရှိအနေအထားရတော့ကျွန်တော်အမြင်အရပြောမယ်ဆိုရင်တော့ဒီနေ့တပတ်တာအပိတ်စေးက3-3-5အောက်ပိတ်ဖို့အလားလာများနေပါတယ်ခင်ဗျဒါလေးရောနီးပညာပိုင်းရသုံးသက်ချက်လေးဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့တရင်မိုင်းနေပါထည့်မသွက်တော့တရင်မိုင်းကိုကျွန်တော်တွားကြည့်အောင်ဒီနေ့မှာဘာဒီတာရှိတယ်ဒီနေ့မှာဘာဒီတာရှိတယ်လို့မြင်မှာဆိုရင်တရင်ညဗမာစံတော်ချိန်ည9:00နာရီမှာအမေရိကန်နိုင်ငံရဲ့ဖီလာဒေဗီယာပြည်နယ်ဗောနော် FD ရဲ့ကျွန်တော်တို့ပူပန်ရဲ့ကျွန်တော်က manufacturing industry ရှိတယ်အာအရင်လတော့ minus 4ထွက်ခဲ့တယ် ီတစ်ခါမှာတော့ minus 1.7မှန်းထားပြတဲ့ခါမှာဒေတာကောင်းလာပဲမှန်းထားရပေါ့ဒီဒေတာကအရန်ကြီးအာယုံဆိုင်မဒေတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့တခုရှိရကတောက်ကြနေမနေ့ကလည်းအမေရိကန်ဈေးကွက်ပိတ်ခဲ့တယ်ဒီနေ့တောက်ကြနေလည်းပြတာပြတဲ့ခါမှာဒီနေ့ညအမေရိကန်ဈေးကွက်ချိန်မှာဒီဒေတာကိုအကြောင်းပြုပြီးတော့ဈေးဆွဲတင်ဆွဲချရတော့ရှိကောင်းရှိနိုင်တယ်ခင်ဗျအဲ့ရလေးကိုတော့ကျွန်တော်တို့တစ်ချက်သတိထားဖို့လိုအပ်တယ်ပုံမှန်အားဖြင့်ဆိုတော့အရန်ကြီးအာယုံဆိုင်စရာမလိုတဲ့ data ဖြစ်ပါလေခင်ဗျ ပြီးတော့ကျွန်တော်တို့အာဘရူးနေတော့ပါတော့အမေရိကန်ဘန်ဘိုဘန်အဲဘန်ဒုံလုံးဆုံးပဲကျန်တဲ့ပတ်သက်ပြီးကျွန်တော်မနေ့ကောင်ပြောဖို့ကြံသွားတော့ပေါ့နော်အပရိုတိုနီကအမေရိကန်ဘိုဘန်ကျွန်တော်တို့ကထုတ်ပြန်ကြံကြပါအမေရိကန်ဘိုဘန်နေနဲ့လက်ရှိပေါ့နော်အမေရိကန်နိုင်ငံရဲ့အနေအထားကျွန်တော်တို့က step flushin step flushin ဖြစ်နေတယ်လို့ပြောခဲ့ပေါ့နော် step flushin ဆိုတာဘာလဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့အာလက်ရှိမှာအမေရိကန်ရဲ့ inflation ကပြန်မြင့်နေတယ်အလုံးလက်မဲ့နှုန်းတွေကကျွန်တော်တို့ များနေပေါ့အလုံးလက်မဲ့နှုန်းကြီးများလာမယ်လို့သူတို့မှန်းနေကြတယ်ဒီနှစ်ကုန်လုံးဆိုအလုံးလက်မဲ့နှုန်းသာ4%လောက်ထိသူတို့မှန်းနေကြတယ်ပေါ့နော်ပြီးရင်စီးပွားရေးတိုးတက်မှုနှုန်းကနှီးမယ်အာအမေရိကန်ပုံပန်ဆိုဒီနှစ်အတွက်အမေရိကန်နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုမှာ1.7%နဲ့အခုသူလက်ရှိ1.4%လောက်ထိပဲမှန်းတော့တယ်ပေါ့နော်အဖရိကစီးပွားရေးတိုးတက်မှုနှုန်းကရော့ကြမယ်အဓိကကတော့ကျွန်တော်တို့ထရန်ရန်ကုန်သွယ်ကုန်နေကြောင်းပေါ့နော်ထရန်ကုန်သွယ်ကုန်နေကြောင်းပြတ်တက်ခါမှာအဲ့ဒီနေသားကြီး အဲဒီလိုအနေထားကြီးဖြစ်နေပေါ့ဒီအနေထားကြီးဖြစ်နေခါမှာအမေရိကန်ပိုးပန်းနေနဲ့တကုတ်ရှိတာဘန်တုံးလုံးရှော့ဖို့အလင်းစတိုလုံးမှာမဟုတ်ဘူးအဲ့ကုံတွဲကုံကိစ္စကြီးရောအမေရိကန်စီးပွားရေးဘယ်လိုမျိုးအခြေအနေတွေဖြစ်လာနိုင်လဲဘယ်လိုထိခိုက်မှုတွေရှိလာနိုင်လဲဘယ်လိုကောင်းကျိုးတွေရှိလာနိုင်လဲဆိုတာသူတို့အနေနဲ့တေချာသုံးသပ်ပြီးမှဘန်တုံးလုံးနဲ့ပတ်သက်တဲ့ policy ကိုသူတို့ကိုင်းသွဲမယ်ဆိုပြီးတော့ကျွန်တော်ပိုတိုမိုနေကထုတ်ပြန်ညာချန်တဲ့သတင်းစာရှင်းလင်းပွဲမှာသူတို့ပြောခဲ့တယ်ပေါ့နော်အဲ့အဖြစ်အကမှာကျွန်တော်ဘိုးဘန်တောင်မရှိသူတွေကဒီနေ့ထဲမှာပေါ့နော်ဘိုးဘန်တောင်မရှိသူကျွန်တော်16ယောက်တည်းက10ယောက်လောက်ကတော့ကျွန်တော်တို့ ဒီနေ့ထဲမှာအမေရိကန်ဘန်သူးနှုန်းကိုနှစ်ချိန်တော့ရှော့နိုင်မယ်လို့သူတို့သုံးသပ်နေကြတယ်တကယ်လို့ရှော့ပစ်ခဲ့ရင်တော့မှအာအနည်းဆုံးဘန်သူးနှုန်းရှော့ရအနေနဲ့ကျွန်တော်တို့စက်တင်ဘာပေါ့6လပိုင်းလောက်မှာဖြစ်နိုင်ချေရှိမယ်လို့သူတို့ကတော့သုံးသပ်ခံမှန်းထားကြတယ်ဘာကျွန်တော်ဘန်သူးနှုန်းရှော့တော့ရှော့မယ်ဒါရှော့တော့ရှော့နိုင်ချေရှိတယ်ပေါ့နော်ရှော့ရှော့မယ်ဆိုတော့မဟုတ်ရှော့နိုင်ချေတော့ရှိတယ်နှစ်ချိန်လောက်ပဲအနည်းဆက်ဆုံးပထမဆုံးအချိန်ရှော့တာအနေနဲ့6လပိုင်းလောက်မှာဖြစ်နိုင်ချေရှိအဲ့ဒါပြတ်ကာမှာကျွန်တော်တို့က အာစံချိပန်းနေနဲ့မှာကျွန်တော်ဘန်ဒုံလုံးဒီနေ့ထဲမှာလုံးဝမလျှော်ဘဲနဲ့အဲဒီတိုင်းပဲထားသွားမျိုးလည်းဖြစ်နိုင်ခြေရှိတယ်အဲအဲ့တော့အမေရိကန်စီးပွားရေးအခြေအနေပေါ့မူတည်တာပေါ့နော်အဲအဲ့ပတ်သက်ခါမှာကျွန်တော်တို့ကလက်ရှိမှာဆိုရင်အမေရိကန်ပုံပန်ရဲ့ဘန်ဒုံလုံးမလျှော့ကြရနေတာမှာလက်ရှိမှာကမ္ဘာရွှေစီးပြန်ကျနေတယ်ပေါ့နော်အဲ trend အနေနဲ့လည်းဒီနေ့ထားလို့တော့တော်တော်လေးတော့မကြေမနက်ဖြစ်နေသူအနေနဲ့ခုနကဘလို့ပဲသူကဘန်ဒုံလုံးရှော့စေခြင်းတဲ့မှာပါတယ်သူတမရဆက်ပြလာကလေးကအမေရိကန်ပုံပန်ကိုဘန်ဒုံလုံးရှော့ဖို့တောင်းလျှောက်ပြားပေးခဲ့တယ်ပေါ့နော်ဒါပေမဲ့ပုံပန်အနေနဲ့သူ့ကိုကြိုက်လိုက်မလုံပဲနဲ့ တနည်းအားဖြင့်ကျွန်တော်တို့သတင်းတွေမှာဆိုရင် Trump ဘိုးဗမေကန်ဘိုးဗန် Trump ချီဒူးမထောက်ပဲနဲ့သူ့ဘာသူလှုပ်ရှားရှိရာဆက်လုံနေရပေါ့အဲ့လိုပုံစံမျိုးရင်းနေရအောင်တွေ့ရတယ်အဲ့ဒါပြတဲ့ခါမှာအဲ Trump နဲ့ American ဘိုးဗန်ကြားပြဿနာတော့ရှေ့ရောက်ပို့ပြီးတော့ကြီးလာအောင်ရှိရပေါ့နော်အဲ့ဒါပြတဲ့ခါအောင်ကျွန်တော်ကဘန်တိုးကနောက်လာမဲ့ဘန်တိုးလုံးတွေမှာလည်းရှော့ဖို့မရှိဘူးကိုးလာပိုင်းလောက်မှာကျွန်တော်တို့ပြတကယ်လို့ရှော့ပြခဲ့ရင်တော့မှနီးစက်ဆုံးရှော့မှာပြတဲ့ပြတဲ့ခါမှာလက်ရှိကမ္ဘာရွှေ့စီကတော့ရေးတူအကြဆက်အားတာနိုင်တယ်ခင်ဗျ ယေရုကြဆက်အားသားနိုင်တယ်အဲဒါမှယေရှုမှာတော့အတက်အားရှိနေတော့မယ်ဘာလို့လဲမဲ့ဆိုကျွန်တော်ခုနပြောတော့ဗျာအမေရိကန်ရဲ့စီးပွားရေးတိုးတက်မှုနှုန်းတွေနှေးကွေးနေရတဲ့ inflation ပြောင်းမြင့်နေရတယ်ကမ္ဘာရွှေက inflation hash material ဖြစ်ပါတယ် inflation ပြောင်းမြင့်လာရင်ကမ္ဘာရွှေလည်းသူလည်းစင်းမြင့်ပေါ်ပြန်ရောက်လာအောင်ပါပဲအဲ့ဘက်ကမှလက်ရှိကပ္ပရွှေစီကရည်သူအကြအာတာနေခြင်းဖြစ်ပါတယ်ဒါမှရည်ရှိမှာတော့အတက်အားရှိနေတော့မှခင်ဗျ အဲ့ဒါကဘယ်ထိကြာနိုင်ရရှိလဲဆိုတာကျွန်တော်သုံးသပ်ပြီးကျွန်တော်တို့အောက်ဈေးရောက်ပြီဆိုရင်ကျွန်တော်တို့မစ်တန်လွန်တန်ဖြစ်ပြီးကျွန်တော်ပြန်ဝယ်ထားလို့ရပါတယ်အဲ့ဒါကျွန်တော်အမေရိကန်ပုံပန်းနေနဲ့ကျွန်တော်တို့ကအာလက်ရှိတူရဲ့ policy နဲ့မူဝါဒအရာတော့ကျွန်တော်တို့ဘန်တူနိုရှော့ဖို့ဆိုတာတော့တိတ်မလွယ်ကူသေးတဲ့အနေအထားဖြစ်ပါတယ်အာတကယ်လို့သူပြောရင်နှစ်ကြိမ်တော့မှသူတို့မကြိမ်သေးတော့ဘူးเนาะတကယ်လို့ဒီတိုင်းပဲကျွန်တော်ဒီတစ်နှစ်လုံးမှဒီဘန်တူအတိုင်းပဲ မလျှော်ဝဲနဲ့ဒီတိုင်းပဲဆက်သွားနိုင်ကြည်အလားလာလောက်များနိုင်တယ်လို့ကျွန်တော်တော့မြင်တယ်ပေါ့နော်ပြီးတော့တစ်ဘက်ကအစ္စရေးနဲ့အီရန်စစ်ပွဲပြဿနာနဲ့ပတ်သက်ပြီးလက်ရှိကသူတို့ဟာကြီးကစစ်ပွဲအီသွားရနေတာမျိုးရှိတယ်ဘာလို့လဲမင်းမဆိုရင်အမေရိကန်နဲ့လက်ရှိမှာဝင်ပါခြင်းမရှိသေးဘူးတတိယနေ့ကတော့မိုးစုံတက်နေတာပေါ့နော်အမေရိကန်ဝင်တိုက်တော့မယ်ပါညာပြီးရင်အီရန်နူရီယာဆက်ယုံကိုကျွန်တော်ဘန်ကာဖြတ်ပုံးနဲ့ထုမယ်ပါညာရဲ့အဲတောင်းလျှောက်ကြားနေတာဒါကတော့ Facebook ပေါ်မှာရော အာကျွန်တော် website တွေမှာရောအာ channel တွေမှာရောတရင်းနေရာတောက်လျှောက်တက်နေပါဘောနော်တရင်းနေရာတောက်လျှောက်တက်နေတဲ့အခါမှာဒီချိန်မှာကျွန်တော်ကထင်မြင်ချက်တွေရှိနိုင်တာဟာဒါဆိုရင်တော့ကပတ်ရွှေစီမကြနိုင်သေးဘူးအသက်အားရှိအောင်မှာပဲတက်အောင်မှာပဲအာကြလည်းဗျာဒီလက်ရှိ3350 3340ပေါ့ဒီကနေပြန်တက်မှာပဲဆိုပြီးရောလိမ့်ဝင်နေရာမျိုးတွေတည်ထားပါခင်ဗျအဲ့ဒါကြီးကကျွန်တော်တို့ news page တွေဖြစ်နေနိုင်မှာ news page ဆိုတာကျွန်တော်တို့ကိုတရင်နဲ့ထောင်ချောက်စင်တာဘာဖြစ်လဲကျွန်တော်ကမကြဘူးဒီတရင်ကြောင့်မကြနိုင်ဘူးဆိုရင်ကပတ်ရွှေစေးကိုအောက်ဈေးရောက်တိုင်းလှိမ့်ဝင်အောက်ဈေးဆိုတာတက် အလဲလက်ဈေးတွေရောက်တာနှိမ်ဝဲနေတယ်ဗောနော်အဲ့ဒီနှိမ်ဝဲနေတဲ့အနေထားမှာကမ္ဘာရွှေစရာတောက်လျှောက်ထိုးကြသွားတာမျိုးတွေဖြစ်နိုင်တယ်ခင်ဗျာတကယ်လို့ဒါလေးအစ္စရင်းနဲ့အီရန်စစ်ပွဲတာကောင်းကောင်းကြီးတယောက်မှရှိပြီးကမ္ဘာရွှေကိုဆွဲတင်နိုင်မယ်ဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်လောက်ကတည်းက3500ဈေးတန်းကျွန်တော်မြင်နေရပြီးခဲ့တဲ့အပတ်ဗောနော်ဒီခဲ့တဲ့အပတ်မုံတော့မှာပတ်ဒီတစ်ပတ်တနင်္လာအင်္ဂါလောက်မှာကျွန်တော်တို့3500ဈေးတန်းကျွန်တော်မြင်နေရအဲ့ဒါကမှကျွန်တော်တို့က မှန်တဲ့စစ်ပွဲသတင်းတော်ရှိရမှာနော်အဲ့စစ်ပွဲသတင်းကိုဈေးကွက်ကကျွန်တော်တုံ့ပြန်မှုမရှိတာဖြစ်တဲ့အခါမှာသူပါသူဘလောက်ပဲဝါဖြစ်ပါစေကျွန်တော်တို့လက်ရှိမှာတော့ Israel နဲ့ Iran စစ်ပွဲကိုဈေးကွက်ကတိတာတဲ့တုံ့ပြန်မှုမျိုးမရှိသေးတာမို့လို့အဲ့ဒီသတင်းကိုကျွန်တော်ကနည်းနည်းလေးအာရုံမစိုက်လေရတယ်ခဗျဒါမှကျွန်တော်ပြောခဲ့လို့မဲ့ breaking news အနေနဲ့အမေရိကန်ဝင်တိုက်တာမျိုးလို့အာတိုက်ရိုက်ပါဝင်စစ်ဖက်တာမျိုးလို့ဒါမှမဟုတ်စစ်ပွဲရဲ့ range ကကြီးလာတာမျိုးပေါ့နည်းနည်းမိတ်ကကြီးလာပြီးတော့တခြားနိုင်ငံတွေပါဝင်လာမျိုးဖြစ်တယ်ဆိုရင်တော့ ကျွန်တော်တို့ဒါဆိုရင်တော့ကမ္ဘာ့ရွှေပေါ်တက်ရောက်မှုရှိကောင်းရှိနိုင်တာပေါ့နော်ဒါပေမဲ့လက်ရှိအနေအထားကတော့ Israel နဲ့ Iran ကကျွန်တော်တို့ကျွန်တော်တို့သတင်းခေါ်ရပြောင်းလဲဆိုသတင်းအေးပေါ့နော်ကို news ဖြစ်သွားပြီအာသတင်းက E သွားပြီသတင်းအေးသွားပြီဖြစ်တဲ့အခါမှာလက်ရှိမှာကမ္ဘာ့ရွှေစီးကွက်ပေါ်တော့ဘာမှတက်ရောက်မှုမရှိသေးဘူးခင်ဗျတပတ်ကကျွန်တော်ဒေါ်လာအင်းသက်ကိုကြည့်မယ်ဆိုရင်လည်းဒေါ်လာအင်းသက်က68အထက်ကိုပြန်ရောက်လာတယ်ဒေါ်လာအင်းသက်လည်းတက်ဖို့နည်းနည်းအာယူနေတဲ့အနေအထားပေါ့ရီတိုလေးတက်ဖို့အာယူနေတဲ့အနေအထားမျိုးလို့ကျွန်တော်မြင်မိတယ်အဲ့ဘက်ကမှ ဒေါ်လာအင်းတက်ရီတို့အတက်ကဘာရွှေစင်ရီတို့အကြမျိုးကျွန်တော်တို့ဖြစ်လာနိုင်ပါတယ်။အဖရိကဒေါ်လာအင်းတက်ဘယ်သီးဆက်တက်နိုင်မလဲကြောင်းကြည့်ရမယ်။တရားနာထီပြန်တက်နိုင်မလား။ဒါမှမဟုတ်တရားအထက်တောင်ဖောက်တက်သွားနိုင်မလားဆိုတာဆက်ပြီးတော့စောင့်ကြည့်ရမယ်ခင်ဗျ။လက်ရှိမှာကျွန်တော်တို့သတင်းပိုင်းရလဲကဘာရွှေစင်ရတော့ကျွန်တော်တို့အကြဘက်အာတာနေရီတို့အကြလေးဘက်အာတာနေရလို့ကျွန်တော်သုံးသပ်မိပါတယ်။အဖရိကကျွန်တော်ဒီနေ့ကဘာရွှေစင်ကိုတော့ကျွန်တော်ကတော့ဤပညာပိုင်းရအောင်သတင်းပိုင်းရအောင်အကြသုံးသပ်တာမလို့အယောင်းကိုပဲပို့ပြီးတော့ဦးစားပေးစီခြင်းပါတယ်။ โอเคဒါလေးကိုကျွန်တော်ရေဒီနေ့တရက်တာသုံးသက်ချက်ဗီဒီယိုလေးဖြစ်ပါတယ်အခုလို့သုံးသက်ချက်ဗီဒီယိုတွေကို app to take ကြည့်ခြင်းလဲဆိုရင်တော့ကျွန်တော်ရေ YouTube channel လေးကို subscribe လုပ်ကြပါခင်ဗျပြီးတော့ကျွန်တော်ဒီမှာဒီကဘာကျွေးရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတနက်နေ့တယောက်လို့ရပါတယ်အဲဒီနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့အဲ Telegram channel ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Viber ရာနေစုံစမ်းမြင်နိုင်ပါတယ်ခင်ဗျကဘာချွေတွေ့တာအလုံးပဲကျွန်တော်ဒီနေ့ပေါ့နော်အာကျွန်တော်20ရက်နေ့တောက်ကြနေတဲ့အတွက်ကဘာချွေစီတက်ကြကိုအထူးတတိယအရောင်းဝယ်လုပ်ပြီးတော့ ဒီဒီရက်တစ်ပတ်ကိုအကျိုးမြတ်နဲ့အဆုံးသတ်နိုင်ကြပါစေလို့ကျွန်တော်စွမ်းမုံကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။